ါရှင်တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဇွန်လ10ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင် အန်းပြည်ကောင်စီ TSC ကိုဖွဲ့စည်းပြီးဖြစ်ကြောင်းနဲ့တအန်းပြည်သူအစိုးရဖွဲ့စည်းနိုင်ဖို့အတွက်ဆောင်ရွက်သွားမယ်လို့တအန်းနိုင်ငံရဲ့အတိုင်ပင်ခံကော်မတီ TPCC ကမနေ့ကထုတ်ပြန်ပါတယ်။တအန်းနိုင်ငံရဲ့ထိပ်သီးအစည်းအဝေးမှာတအန်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီကရေးဆွဲထားတဲ့တအန်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံကိုလက်ခံအတည်ပြုခဲ့ကြပြီးတအန်းပြည်ကောင်စီကိုဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့တအန်းပြည်ကောင်စီ TSC ဟာတအန်းပြည်တော်လှန်ရေးကာလမှာအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့ပိုင်ရဲရွာစာတင်ကျောင်းကိုစစ်ကောင်စီလေတပ်ကမနေ့ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတွေနဲ့ဆီယမအပါဝဲ၄ဦးထပ်မနေသေးဆုံးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဟာမနေ့ကမွန်လွယ်ပိုင်းမှာ ပိုင်ရရွာစာတင်ကျောင်းကိုတိုက်ပွဲမရှိဘဲလေကျောင်းတိုက်ခတ်မှုလှုံ့ဆော်ခဲ့တာဖြစ်ပြီးစာတင်ကျောင်းနေတဲ့ကျောင်းသားနှုတ်ဆီယမတူအပါဝင်လေးဦးထက်မနည်းတိတ်ဆုံးခဲ့တာပါလေကျောင်းတိုက်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူကတော့15ဦးထက်မနည်းရှိခဲ့ပြီးပြင်းထန်ဒဏ်ရာရသူတွေလည်းရှိတာမို့တိတ်ဆုံးဥယျထက်တိုးလာနိုင်တယ်လို့သိရပါတယ်ဒွေမြို့နေစီမထဆရာဝန်များအဖွဲ့ MSF ယုံကတာဝန်ခံတွေကိုစစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်ဟာဒဝဲမြို့နေစည်းမထားဆရာဝန်များအဖွဲ့ MSF ယုံကတာဝန်ခံဆရာဝန်ဒုတာဝန်ခံနဲ့စတိုခန်းတာဝန်ခံတဦးတို့ကိုဖမ်းဆီးထားပြီးမြစ်တာရိတ်စေခန်းလည်းရနာရမယ့်အခြေအနေဖြစ်နေတယ်လို့သိရပါဗျာပြီးခဲ့တဲ့မေလလကပိုင်းမှာ MSF ယုံရဲ့စတိုခန်းတာဝန်ရှိသူကိုဖမ်းဆီးခဲ့ပြီးဇွန်လအစမှာတော့တာဝန်ခံတဦးကိုဖမ်းဆီးခဲ့တယ်လို့နေဆက်သူတွေကဆိုပါတယ် မန္တလေးတိုင်းစစ်ကူးမြို့နယ်ကြည်တောက်ပေါက်ရွာစေယုံမွေထဲကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူသေဆုံးမှုရှိခဲ့ပါတယ်။မနေ့ကမနက်ပိုင်းကကြည်တောက်ပေါက်ရွာစေယုံဝင်းထဲကိုပေါင်150ဘုံတလုံးကျဲကြတိုက်ခိုက်ခဲ့တာပါ။ပုံကျဲတိုက်ခတ်မှုကြောင့်အဆောက်အဦးတစ်ခုပျက်စီးသွားပြီးအမျိုးသမီး2ဦးသေဆုံးက3ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကော်မတီတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ တပွဲခဲလုံးလုံးမြို့နယ်မှာဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC ကဥဆောင်ပြီးအခုလ10ရက်နေ့မှာဆက်အနာရှင်စနစ်ဆက်ကျင်ရေးလူထုတပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့လို့ထုတ်ပြန်ပါတယ်။အဲဒီလှုပ်ရှားမှုကိုဖက်ဆက်ရွေးကောက်ပွဲတပိတ်မောက်ဖက်ဒရယ်လမ်းကိုရေရေလျှောက်ဆွဲခေါင်းစဉ်နဲ့လုံးလုံးမြို့နယ်အတွင်းချီတက်တပိတ်မောက်ခေကြတာပါ။ အတူရောင်ရွေးကောက်ပွဲကိုဆက်ကျင်ကြရေးလူထုတပိတ်လှုပ်ရှားမှုမှာအမျိုးသမီးလူငယ်တွေနဲ့ဒေသခံတွေလည်းအများပြားပါဝင်ခင်ကြတယ်လို့သိရပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။